ချင်းတွေကျန်တောက်နေသောလူတစုမှာရှားကွက်ဤဟိုဘက်အစွန်ထိပ်တွင်ရှိနေလျာဥရွှေပါတို့နှင့်ဂိုက်တရားခန့်ဝေရှားကဲမှာနှမ်းများထောင်နာရာလူသွားလန်းကဖြူနေသည်ချင်းတွေကျန်တောက်နေသူများနှင့်ဂိုက်စိတ်ခန့်ရောက်သောအခါဥရွှေပါတို့လူတိုက်ကပါလာသောလက်နက်တမ်းများဖြင့်ထိုးသူများကောင်းကောင်းမြင်နိုင်ရန်မျက်ခွက်ကိုချိန်၍တည်တည်ကြကြထိုး၍ကြည့်လိုက်ရရဲရဲတောက်နေသော လောင်ကျွမ်းနေသောထင်းမိများကြောင့်၎င်းလက်နှိတ်တမီ၏အလင်းအောင်ကြောင့်ထိုသူများ၏မျက်ခွက်ကို ကောင်းကောင်းမြင်တွေ့ကြရလေသောအခါမင်္ဂလာပါခင်ဗျာ ကျွန်တော်ရဲ့မြန်မာ Paranormal Club Channel လေးကနေယနေ့တင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့စာရေးသူဝင်းခိုင်မကွေးရေးတာတာတဲ့လူစီကျက်စီဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါရယ်ခင်ဗျာမန္တလေးတိုင်းဇေယျသီရိမြို့နယ်ကြည်တောင်အုပ်စုမွန်တဲ့ကွင်းရွာ1330ခုနှစ်ကဖြစ်ပျက်ခဲ့သောအဖြစ်ပြက်မှန်ကလေးဖြစ်ပါသည်ကိုယ်တိုင်ကြုံတွေ့ခဲ့ရသော ရွာသူကြီးဤတာဥရွှေပါဤပြောပြကြရာစာဖတ်သူများဘူတတရာသိန်သောငါတင်ပြလိုက်ရပါသည်မွန်တဲ့ကွင်ရာတွင်တကြီးရွာဥက္ကဋ္ဌလက်မြောက်ရသော လူရန်ကား၃ယောက်ရှိပါသည်သူတို့၏နာမည်ကရှာမြင့်ဝင်းမြင့်စမ်းမြင့်ဟူသောမြင့်၃မြင့်ဖြစ်ပါသည်တယောက်ကဘိန်စာတယောက်ကဖဲသမားတယောက်ကအယက်သမားညီကိုဝန်ွယ်များဖြစ်ရာ မကောင်းတာလုပ်တဲ့နေရာမှာညီညွတ်ကြ၏ စီယုံကြ၏တရားလုံးကကြောက်ရွံ့ကြရသောသူမိုက်များဖြစ်သည်။သုံးရစလုံးကိုခန့်ပညာများတက်ကြသည်ဖြင့်ယွာနီးချုပ်ဆက်က လူမိုက်ဆိုသူများပင်သူတို့သုံးယောက်ကိုမရှင်ခဲ့ကြ။ရှင်ကြသည် ကြောက်ကြသည်။သူတို့သုံးယောက်ကစီရော့ရှိသည်။သည်။မတိုက်လူမတက်ကြပေ။စိုးဒီကသူတို့အတွက်တနေ့စာအရက်ဖို့ဘိန်းဖို့နှင့်ဖဲရိုက်လို့ရယုံကလေးသာခိုးယူတက်ကြသည်။အလစ်တုတ်တက်ကြသည်။ ရွာထဲမှာချက်ပြီးသားထမင်းနဲ့ဟင်းအိုးကိုအိုးလိုက်မှခိုးသွားတပြီးဒံအိုးတံကွက်ပါ ရောင်စားကစားတော့ပြစ်တတ်သည့်စူပါတခိုးများဖြစ်သည်သူတို့သုံးယောက်လုံမှန်းတိကြတော့လဲမျက်မြင်တသေးမရှိကြသူတို့ကိုတွားပြီးတော့လဲမစွတ်စွဲရဲကြသူတို့ကိုတွားပြောရင် ပွဲကြံပြီဒီတော့ပြက်တနာကိုဝေးဝေးကရှောင်ကျင်သဖြင့်တိတော့လဲမတိကျင်ရန်ဆောင်ရည်သာနေကြရည်ရေငုံနှုတ်ပိတ်နေကြသည် တော်တယ်တရင်ကျုပ်ဆိုရင်တော့သူတို့လက်ဖြားငွေသေးနေပြီဝါသူဝါကောင်တော့ဆိုရင်ယာကင်းထဲမှာနှမ်းဆိုင်သူပဲဆိုင်သူ ပြောင်းမှုဆိုင်သူတို့ကနှမ်းနှုတ်ပဲနှုတ်ပြီးရွာထဲမှာပင် အချောက်လန်းကြသည်နှမ်းဆိုရင်ယာကင်းထဲမှာပင်နှမ်းများခါရရအောင်အချောက်လန်းနှမ်းထောင်ကြရသည်ဒီခါတွင်သူတို့သုံးယောက်ကထောင်သားသောနှမ်းများကိုညနေတကောင်တွင်နှမ်းကင်းထဲဝင်ကနှမ်းများကိုခါယူပြီးပုံမပြတ်အပင်များကိုကောင်းချင်းဆိုင်က ပြန်ထောင်ထားခဲ့ရာ ရှားပိုင်ရှင်များမှာဘလို့မှမတည်တော့အခုလဲကြည်ဘသူ့ကိုမှအကျိုးမပေးသည့်ကြက်မြေတွင်အငှားလုံနေသောဥွှေပါး၏ရာခင်းထဲတွင်နှမ်းများထောင်ထားသည်ကို တွေ့ရလေရခိုနိုင်ငင်ကိုဒီညဝင်ရန်ဆုံးဖြတ်ထား၏နိုင်ငင်ကိုလူဆောင်ထားမထားခိုင်လုံစေရန်အတွက်ည10နာရီခန့်တွင်သူတို့သုံးယောက်သာဥွှေပါး၏အိမ်ရှိသို့ရောက်လာကြသည်ယောဥွှေပါယောဥွှေပါဝေးဘယ်ဦးနေလဲကွာ ညနဲ့တကောင်လာခေါ်နေကြတာကျုပ်တို့ပါဗျကျုပ်တို့ဆိုတာကအများသားကငါအတန်ကိုမကြက်မိဘူးဘသူတွေတော့ကျုပ်ဝင်းမြင်မှာဘာကိစ္စတော့ကွအဲ့ချင်ရောက်နေပြီလေကွာဒီလိုပါဗျဥွှေပါရကျုပ်တို့ဒီနေ့ရက်ဖို့မရှိလို့ခမားနိုင်ငင်းဆောင်ဖို့အလौသမားများလူမလားလို့အမလေးလေးငါလူတို့ရဲ့ငါတို့မှဒီနိုင်ငင်းဖြစ်လာဖို့တော့အနိုင်နိုင်ပါကွာလူဆောင်မငားနိုင်ပါဘူး ခမ ्या လူငါမထောက်ဆိုတော့ခမ ्या ကိုယ်တိုင်သွားဆောင်မလို့လားဒီတက်ဒီရွယ်နဲ့အိတ်ပြက်လည်းမခံနိုင်ပါဘူးကွာကံပေးသလောက်ပဲငါလူတို့ရေအိမ်မကလည်းမင်းတို့တည်တဲ့အတိုင်းအမေကြီးနဲ့ငါနဲ့နှစ်ယောက်တည်းရှိတဲ့ဥစ္စာမဆောင်တော့ဘူးကွာဟေးကံသမားပစ္စည်းငါတို့ဟာပဲကွာအလကားအဖိုးကြီးစွန်ရဲစင်ကက်စီနိုလိုက်တာဒါဖြင့်လေပြန်ပြီပြုတ်အေးအေးဝေးပါကင်မှာသတိထားသွားကြဟေး ဝင်းမြင့်၊လှမြင့်နဲ့စမ်းမြင့်တို့တုံယောက်ဝန်တာအားရဖြင့်ဥွှေပိုင်းနိုင်ငံကိုအပြည့်ရှင်းဖို့ထွက်ခဲ့ကြလေတော်၏။ဟေ့ရလှမြင့်ဟိုမှာကြည့်စမ်းဥွှေပိုင်းနိုင်ငံလေတွင်မီးဖို့ပြီးလူတစုမီးလုံပြီးနိုင်ငံစောင့်နေသည်ကိုမြင်ရ၍ဝင်းမြင့်ကပြောလိုက်။လာမိုင်ညာပဲကွာဒီလူတွေတို့ကိုမတွေ့နိုင်ပါဘူးကွတို့အတမထွက်အောင်သတိထားလောက်ကြစို့။ဤတို့ဖြင့်၃ယောက်သားရာဖျားတွင်ထောင်လာသောနှမ်းတောင်၃လေးစီကိုယူလိုက်။ကျောင်း အမလေးဗျမီးလုံနေတော့လူတစုကလောက်လေးกว่าဖြင့်ဝင်းမြင့်တို့ကို ပြစ်နေလိမ့်ဟောဂျင်းကလေးနဲ့ပြည့်တယ်ဟေးပြေးကြပြေးကြသုံးယောက်သားနှမ်းကိမခွေးပြေးဝက်ပြေးပြေးခဲ့ကြရလေတော့တည်းဖိုးကြီးတေကန်ကြီးပါငါတို့ညာတယ်ကွအဆောင်မထားဘူးပါဦးနဲ့ဒီဖိုးကြီးတော့တို့သွားရှင်းရမယ်ဟေးဟာဝင်းမြင့်ပြီးရည်လဲပြီးပါစေတော့ကွာပြက်ပနာရှာမနေပါနဲ့ဘာလဲကွာလှမင်းမင်းကကြောက်စရာဖြစ်ကြောက်နေတယ် ဒီတိုင်းအလျှော့ပေးလိုက်ရင်ငါတို့တိတ်ခါကြရဲကွဝင်းမြင့်ပြောတာမှန်တယ်ကုရှုံမနောင်ရှင်လာအဖိုးကြီးတို့သွားရှင်းမယ်ဘိန်းသားလှမြင့်ကပီပီသားပြီးကျင်သည်အယတမဝင်းမြင့်နဲ့ဖဲသမားဆမ်းမြင့်တို့နှစ်ယောက်ကတော့တွေးဆူသည်ရှင်းကိုရှင်းရမဟုပြောကဥွှေပါဤအိမ်တို့တွားကြလေသည်ယောဥွှေပါယောဥွှေပါညာ၁၂နာရီရှိနေပြီတကြီးကောင်းချချင်းရောက်ပြီးဖြည့်၍ဥွှေပါနင်းနေခြိုက်ခြိုက်အိမ်နေသည် နိုးလို့မရတော့ဝင်းမြင့်စိတ်မရှိတော့တွေ့ရအုတ်ကျိုးအုတ်ပဲ့များဖြင့်အိမ်ကိုပြစ်ပေါက်လေတော့ဤပါဇက်မှလည်းဥရှိပါနာမည်ကိုမပြတ်တမ်းခေါ်နေသည်တေဥရှိပါဥရှိပါဥရှိပါတရက်ွက်လုံးစူညံနေသည်ဖြင့်ဘေးအိမ်များကနိုးလာပြီးထွက်ကြည်ကြ၏ဝင်းမြင့်တို့၃ယောက်မှန်းတီးတော့တကားပြန်ပိတ်ကြပြီးတိတ်တိတ်ကလေးအိမ်ထဲမှာကုန်နေကြသည်ဟာဘသူတွေလဲကွာဥရှိပါအိတ်ချင်မှုလို့ဖြင့်ထထွက်လာ၏ ဥရှိပါခမ ्या ပြောတော့ခမ ्या ရာခင်ထဲမှာအဆောက်မထားဘူးဆိုဘာလဲခမ ्या ကြီးကကျုပ်တို့အယက်သမားဖဲသမားဆိုပြီး မတုမတန်ဆက်ဆံတာလားဗျဟေ့ဟာဝင်းမြင်မိမူးမူးယူးယူးနဲ့ဘာလီလာပြောနေရလဲပတ်စံမရှိတော့မငှားမအောင်ဆိုတာဘယ်နှခါမင်းတို့ကိုပြောရမလဲကွာအာဒီလူကြီးကြီးအောင်ကြီးမနဲ့ကျုပ်တို့လာညာနေနေဝင်းမြင်ကမချစ်မနှက်ပြောရင်ဟုတ်တယ်ဥရှိပါခမ ्या ညာနေတာကျုပ်တို့ခုပဲခမ ्या နိုင်ငံကပြန်ခဲ့တာကံကောင်းလို့မသေးတယ် ခမ ्या ဆောင်နေကကျုပ်တို့ကိုလောက်လေးခွားနဲ့ရောချင်းကလေးငယ်မှာပစ်တာဗျကျုပ်တို့ခွေးပြွက်ပြီးပြေးခဲ့ရတယ်ဆန်ញင်ကဖြစ်ចောင်းကုံစင်းပြန်ပြောပြ၏ဟာဒါဆိုရင်တခုခုတော့မှားနေပြီကွာငါအဆောက်မထားဘူးအာဒီလူကြီးရှာရှိတယ်ကွာသူ့ကိုမျက်မြင်သက်သက်ပြရအောင်စွဲခေါ်ခဲ့တယ်လာမြင်ကပြောပြောဆိုဆိုဖြင့်ဥွှေပါတန်တွားပြီးလက်ကိုစွဲကဥွှေပါဤနိုင်ငံရှိရာတို့စွတ်စွဲခေါ်နေတော့၏ ဥရွှေပါတယောက်ကတော့ဘူးမတိဘာမတိဖြင့်လှမြင်ဆွဲခွာရနောက်တော့ယုံရင်ကန်ရင်ပါသွားလေတော်တည်းပြို့ဥရွှေပါကြီးခမရရာကင်းဆောင်တွေကတော့တော်တော်စိတ်ချရတယ်ပြို့စောစောကတခိုးတွေလာတာလောက်လေးနဲ့ပြုတ်လို့လို့ခွေးပြေးဝက်ပြေးပြေးသွားကြပါလားဗျဗျာကျုပ်ဘာဆောင်မှမထဘူးဗျဟောလုတ်ပြီခမရကတော့ဟိုမှာမိတော်မငိမ့်နေဘူးခမရလူတွေဝိုင်းခွဲပြီးရင်းနှီးကြတောင်းနေကြတာရှားနေချင်းတငယ်ချင်း ကန်ထွေးကလက်ညိုးထိုးပြသဖြင့်ဥရှိပါတန်ချီလက်ရာမိမိရာခင်း၏ရာဦးတောင်တွင်တစ်ဖက်ရက်တဲအောက်တွင်မိလုံနေသောလူတစုကိုမြင်ရသဖြင့်အံအားတင်သွားခဲ့သည်ဥရှိပါကတော့ဘင်းလောင်ပြောင်းလိမ့်ပါပဲဗျာအကောင့်ထင်နဲ့မိနေရဲ့နေသားနဲ့ခြေရရှာခြင်းနေသေးတယ်လာကြောက်ကြည့်ကြမယ်ဝင်းငင်းကပျော့ပျော့ဆူဆူရှေးမှထွက်သွားသဖြင့်လာမြင့်စမ်းမြင့်ဥရှိပါနဲ့ကန်ထွေးတို့တုံမီလက်နှိပ်တမီများထိုးကား ရင်နွေးချမ်းတောက်နေသောလူတစုထံသို့သွားခဲ့ကြလေတော့သည်ရင်နွေးချမ်းတောက်နေသောလူတစုမှာရှားကွက်ဤဟိုဘက်အစွန်ထိပ်တွင်ရှိနေလေရာဥွှေပါတို့နှင့်ဂိုက်တရားခန့်ဝေရှားကဲမှာနှမ်းများထောင်နာရာလူသွားလန်းကဖြူနေသည်ရင်နွေးချမ်းတောက်နေသူများနှင့်ဂိုက်စိတ်ခန့်ရောက်သောအခါဥွှေပါတို့လူတိုက်ကပါလာသောလက်နိတ်တမီးများဖြင့်ထိုးသူများကောင်းကောင်းမြင်နိုင်ရန်မျက်ခွက်ကိုချိန်၍တည်တည်ကြကြထိုး၍ကြည်လိုက်ရာ ရဲရဲတောင်းနေသော လောင်ကျွမ်းနေသောထင်းမင်းများကြောင့်၎င်းလက်နှိတ်တမီဤအလင်းအောင်ကြောင့်ထိုသူများဤမျက်ခွက်ကို ကောင်းကောင်းမြင်တွေ့ကြရလေသောအခါဥရွှေပါအပါဝင်လူငါးယောက်တို့မှအံ့ဩခြင်းများစွာဖြစ်ပြီးမင်တက်မိခြေသို့ဆက်မလျှောက်နိုင်မဲခြေစုံရက်၍ဒတိလက်လွတ်ဖြစ်သွားကြလေ။ကြောင်အားအဖြစ်သွားကြရသည်။ထိုတို့ပြရခြင်းဤအကြောင်းရင်းမှာမိလုံနေသူများသည်လောက်လေးကွနှင့်ဂျင်ကလေးကို ကိုစီကင်ထားကြပြီး ဥရွှေဘတို့အားစိမ့်စိမ့်ကြီးကြည်နေကြတော့ဥရွှေဘဝင်းမြင့်လှမြင့်ဆမ်းမြင့်ကန်ထွေးတို့ငါးယောက်ဖြစ်ကြလိမ့်အမလီတတရေဘိုးတရေတရေပထမဆုံးဝင်းမြင့်ကတည်ရပြီးတစ်ဖက်မှလူများမှလည်းမိမိတို့၏ရုပ်ရည်နှင့်တပုံစံနဲ့တူပုံတူဆွဲထားသော ပုံရိပ်များရိုးရိုးရှင်းရှင်းပြောရရင်မိလုံနေသောသူများမှမိမိတို့ပဲဖြစ်နေကြသောကြောင့်ဖြစ်ကိုယ်ကွယ်ကိုပွားများဖြစ်နေသောကြောင့်ပင်သည် တရရဟေးပြေးကြပြေးကြလာမြင်လဲတန်ယောင်လိုက်ကအိုဟစ်ပြီးဝရုံတုံးကထွက်ပြေးသွားကြလေတော့ဤဒီဇလန်ဤအစာကိုပြန်ပြောပြရမည်ဆိုရင်ဥွှေပါငားရန်လောက်ကင်နေသောဤယာကွက်မှာကြက်ကုံးမြေဖြစ်၍ဤယာကိုလောက်ကင်စားတော့သူများမှာစီဝါပြက်၍တေဆုံးသူကများဤထို့ကြောင့်ဤယာကွက်ကိုလောက်ကင်မည်သူတူတယောက်မှ မရှိပါဥွှေပါကတော့လူစီကြက်စီအပြန့်အလှန်လေးစားမှုနဲ့လောက်ကင်နေ၍အောင်မြင်ခြင်းဖြစ်၏ ်ဤဇလန်၏ပထမစာကို ဖော်ပြရမည်ဆိုပါရင်ဒီနေ့ဦးရွှေပါတယောက်မိမိရာထဲသို့ပထမအုံချင်းရာထွန်ရန်ရောက်လာသောနေ့ဖြစ်၏အဘယ်ကြောင့်ဆိုသောဤရာဝတ်ကိုဒီနှစ်မှာငါးတဘောဖြင့်ငားရန်လောက်ကန်ရသောကြောင့်ဖြစ်၏ရှားမြေငားရန်ကားအတွက်ဤရာတော်တွင်မှထွက်သည်မအသီးနှံကိုသုံးပုံပုံ၍ရာပိုင်ရှင်အားတပုံပေးကမိမိအတွက်နှစ်ဆုဟုတတ်မှတ်ငားရန်ခဲ့၏ စာ၍လောက်ခစားဆိုပေမဲ့လည်းယာနီချင်းများကတော့ဖော်ရွေစားဆက်ဆံကြ၏။ဥရှိပါကယာထွန်းရန်ပထမဦးဆုံးရောက်လာတော့နေမှာပင်အန်ဩစီယာနှင့်စတင် တွေ့ကြုံခဲ့ရပါတော့သည်။အလို့ငှားရတဲ့မှာထဲကနှစ်ပေါက်သုံးပေါက်စာလောက်တောင်ထွန်းပြီးသားဖြစ်နေပါလား။ဘသူများထဲသားအသက်စမ်းသွားပါလိမ့်။ယာကင်းထဲတွင်တိတ်မကြခင်ကမှလူနှစ်နွားထွန်းသွားတဲ့ကဲ့သို့မြေကြီးများပွားနေ။ဥရှိပါဒီထက်ပို၍တွေးမနေတော့ပါ။ မိမိလောက်ရမည့်အလုပ်ကိုသာလုပ်နေမိသည်ဥွှေပါဤနွားမောင်တန်နွားချူတန်ခလောက်တန်တို့ကအချက်ညီညီထွက်ပေါ်နေဟာတာကြီးอ่ะလှုပ်ထားစမ်းပါကွဥွှေပါဤယာနေခြင်းဥကန်ထွေတီဥွှေပါအာယောဥွှေပါဖေးပေးပေါ့ဗျာခဏနာပြီးရင်းနှွေးလေးပါလီတောက်ပါဦးဗျလာလာဒီဘက်ကိုလာဥွှေပါလည်းဥကန်ထွေမှတွင်တွင် ခေါ်နေရိတ်နွားများကို နေရိတ်ထဲတွင်ကြက်လိုက်ပြီးဥကန်ထွေစီရာတို့တွားလိုက်သည် ဟူကန်တွေကဖော်ရွေစာဝင်ပြုံ၍ဒါပြားထိုင်ရင်းနှွေးရှိရဲ့ဗျနှစ်ဖက်သုံးနဲ့ထညာခဲတွေလည်းရှိရဲ့စိတ်ကြိုက်တာစားဗျာဟူပြောရင်အဲဝတ်ပြူလေဦးရွှေပါအားရင်းနှွေးငဲ့ပင်ရင်ဆိုလေသည်ဦးရွှေပါသည်နှစ်ဖူးမှချွေးများကိုတုံရင်ဟင်းနေကအတော်ဘူးလေဗျာဒါကြောင့်လေဖိဖိလို့ပါလို့ကြုတ်ပြောတာပေါ့နှစ်ဦးသားရင်းနှွေးတောက်လျက်ထွေရလေးပါပြောဆိုနေကြရာဦးကန်ထွေးသည် ခင်ဗျားပြီးတော့မှာပါဗျာတိတ်မကြံတော့ပါဘူးမနေ့ကလည်းထွန်ထားတာဆိုတော့နောက်နေ့လောက်ဆိုရင်ပြီးတော့ပါပြီဗျဥက္ကံထွေးဤစကားကြောင့်ဥွှေပါသည်စဝေတဝါဖြင့်မနေ့ကကြုတ်ရလာမထုံဘူးလေဟောခင်ဗျားကတော့လှုပ်ပြီးအသက်ကြီးလာတော့တတိတွေကကောင်းမရတော့ဘူးထင်တယ်ကြုတ်မနေ့ကဟိုဘက်တောဆက်မှာပေါင်းနေရှင်းနေတာခင်ဗျားနွားငေါက်တန်နဲ့ခင်ဗျားနွားတွေရဲ့ခြူတန်ခလောက်တန်တွေကိုကြုတ်အတိုင်းသားကြားနေရတာဗျဥက္ကံထွေးဤစကားကြောင့်ဥွှေပါသည်စိတ်ထဲမှာ อืมတခုခုတော့မှားနေပြီမနေ့ကငါမှဂျွမ်းမမရှိတာဟုတွေးနေမိလိုက်ပြီဘာပဲဖြစ်ဖြစ်မိမိအတွက်တော့အကျိုးရှိသောအနေထားမို့ရှေးရှေးဝေးဝေးမစင်းစားတော့ပါဥကန်တွေးသည်ဥရွှေဘာကိုကြည့်၍ဥရွှေဘာကြီးဒီရကပိုင်ရှင်ကလွင်ရင်တခြားဘသူပဲလှုပ်လှုပ်အကျိုးပေးတယ်ဗျခမားလည်းကံကောင်းပါပါအေးတခုတော့ရှိသေးဗျရှားထဲမှာအစိတ်ရှိတဲ့ပိုးကောင်မရှိသလိုစကားလဲအမားမခံဘူးလို့ကျုပ်တို့အဖိုးအဖွားတွေကပြောခဲ့ဘူးလေဗျ။အေးဗျကန်တရားပေါ့ ချုပ်ကတော့ဘသူ့ကိုမှမေတ္တာမပြတ်သလိုကံပေးသလောက်ကိုလည်းကျင်းတတ်တဲ့လူမျိုးပါကဲကဲစကားလည်းကောင်းနေအလုတ်လုတ်လိုက်အောင်မယ်ဗျာကောင်းပါပြီဗျာချုပ်လည်းလောအောင်မယ်ဗျို့ဦးရွှေပါသည်ထုံးနေကရာထုံးနေတော့လဲမိမိစိတ်ထဲတွင်မတင်မကြဖြင့်တခုခုကိုတွေးနေမိ음ຢາတဲမှာစကားအမမခံဘူးဆိုတော့အချို့ຢາတွေကလည်းဒီလိုကိစ္စတွေရှိတတ်တာပဲလေတိတ်တော့မထူးစားပါဘူးဟုတ်ရေရွရွရာထုံးနေစဉ်မိမိအားတယောက်ယောက်က တနေရာရာမှစောင့်ကြည့်နေသလိုမျိုးခံစားနေရ၏မိမိစိတ်တင်၍တဲ့ကြည့်ပြန်တော့လဲဘာမှမတွေ့ရဤသို့ဖြင့်ဥရွှေပါလဲပထမဆုံးနေ့မှာပင်စိတ်မောလူမောဖြင့်စတင်ခဲ့ရပါတော့သည်နနက်အရာထားပြီးမျက်နှာတင်နေစဉ်ဇနီးဖြစ်သူတော်ရည်မြင်ကယောက်ျားတော်ရည်ရဲ့ကိုတော့မလားဤဘောကွာတွားရမှာပေါ့တော်ရည်မြင်သည်နနက်စာကိုပြင်ရင်းဒီနေ့တည့်ရတော့နားလိုက်ပါလား ဟိုရွာတဲကဖိုးလာတို့လူအတွက်တိန်တယောက်စီဝေးတက်ရမှာညာတဲကပြုတ်ခစ်ပြီးမောင်းထူရတာတော်မသွားရင်ဘဲကောင်းမှမလဲဦးရွှေပါကခမင်းညာစာနေရင်မှပင်အေးအေးအေးဒါဆိုရင်လဲငါပဲစီဝေးသွားလိုက်မယ်ညာတဲကတော့နောက်ရက်မှာပဲထွန်းတရှင်းကားပြီးအပီလောက်ရတော့မှာပေါ့ဦးဆိုကစားတောင်းနေခြင်း ဥကန့်ထွေးရောက်လာက ပြုတ်ကိုရွှေပါအစီဝေးမတော့ဘူးလားပြောပြောဆိုဆိုအိမ်ထဲသို့ဝင်လာတော့ဥကန့်ထွေးအားဒါပြောဥကန့်ထွေး ရင်းနှီးချမ်းလေးတောက်သွားအောင်။အင်းဒီနေ့တော့မသွားလို့မှမဖြစ်တာ။သွားရမှာပေါ့ဗျာ။ကို့ရက်ရွာတွေကအလူမှာတက်နိုင်သလောက်ဝိုင်းကူရမှာမဟုတ်ဘူးလား။ကဲကဲကဲရင်းနှီးချမ်းလေးတောက်လိုက်ပါဦး။ဥကန်ထွေးကလက်ကာပြရွေးတော်ပါပြီဗျာ။အင်းကအဝတ်တောက်ခဲ့ပါတယ်။ခမည်းပြင်သားဥက္ကဋ္ဌအင်းကိုသွားကြစို့။ဒီလိုဖြင့်နှစ်ယောက်သားသည်အစည်းအဝေးပြုလုပ်မည်ဥက္ကဋ္ဌအင်းတို့ထွက်လာခဲ့ကြလေတော့သည်အချိန်ကိုင်းဟုပင်ဆိုရမည် သူတို့နှစ်ဦးရောက်သည်နှင့်အစည်းအဝေးစသောအလူအတွက်လိုအပ်သောမန်တပ်နှင့်အလူအတွက်ကျွေးမွေးရေးအပါအဝင် နောက်ဆုံးအလူရုံများပစ္စည်းများဝယ်ရန်အတွက်တာဝန်တည်တည်ခွဲဝေလိုက်ကြသည်ဥက္ကဋ္ဌသည်ဥရွှေပါဥရွှေပါနှင့်ဥကန့်ထွေးတို့ကတော့ထုံးကန်တိုင်းချက်ပြုတ်တဲ့အပိုင်းကိုပဲတာဝန်ယူပေးပါဥရွှေပါသည်ကောင်းငိတ်ကစိတ်ချပါကျုပ်တို့ဘက်ကတော့တာဝန်ကြည်ရပါစေမယ်ကဲကဲကဲဒါဆိုရင်လည်းအလူကတော့နရော်လာဇန်900ရဲ့ပဲ အားလုံးသိထားပါတို့ဖြင့်အစီဝေးကရွယ်ကူချောမွေစွာဖြင့်ပြီးဆုံးသွားလေသည် အချိန်မီများကြာသွားသည်မသိပါဥရှိပါအိမ်ရောက်တော့နေမွန်းတဲ့ချိန်မင်းရှိနေပြီအိမ်ရောက်သည်နေ့မင်းနေ့လယ်သာထမင်းကိုစားကားတေးတမောအိတ်လိုက်၏တို့အိမ်မြင်လဲအလိုက်သည့်ပင်ယောက်ျားဖြစ်သူကမနှိုးပဲထား၏သူတို့လင်များတွင်တာသမီမရကြတော့ကြောင့်ယခုလို အသက်50နာနီးသည့်အထိနားဝင်မရပဲ ို့လင်မယားနှစ်ယောက်အတွက်ကိုတိုင်းမင်းရုံးကန်နေရခြင်းဖြစ်သည်ဒီနေ့တော့ရွာကြီးအနောက်ဖျားတမိုင်ခန့်ဝေသောရှားပြင်တဝက်မှာမိသူများမလုကန်ရဲသောကြောင့်ရာပန်ရှင်ထံသို့ခွန်တောင်းကအငှားတော်ဖြင့်စတင်လုကန်သောနှစ်ဖြစ်မိမိတို့လင်မယားနှစ်ယောက်ပို့တော့ပူစရာမလိုသို့တော်လည်းအလှတစ်ခုတော့လှူနိုင်အောင်လှူခဲ့ခြင်းသေးသည်ဒါကြောင့်မင်းဒီနှစ်တော့ကံကောင်း၍ရာထဲမှာနှမ်းနှင့်ပဲစင်ကုန်ရပါစေအထွက်ကောင်းပါစေဟုသာဆုတောင်းနေမိသည် ရှားပိုင်ရှင်အမှားစကားကိုနားထဲတွင် ပြန်လည်ကြားရောင်နေမိသည်ဟဲ့မအေးမြင့်နင်တို့900ရဲကိုအလုတ်ဝင်တော့မယ်ဆိုရင်လက်ဖက်စီဆန်းကလေးနဲ့ခွန်တောင်းပြီးတင်မြောက်ကြကြားလားရှားပိုင်ရှင်ဒေါ်ဦးစာမထို့တို့ပြောသဖြင့်ဒေါ်အေးမြင့်က ဟုတ်ကဲ့ပါအဖွားရဲ့စိတ်ချပါကျမຢာရဲကအဆောက်နဲ့တီကိုတေချာကြတော့မှာပါဒေါ်ဦးစာကအလန့်တကြားဖြင့်ဟဲ့အော် ်ဘဲကလာနဲ့တရားမှလည်းငါရာခွက်ထက်မှဘာနဲ့မှမရှိဘူးတခြားအဆောင်ရှောက်ပုံကိုယ်တွေရှိတယ်သူတို့ကစောင့်ရှောက်ပေးလိမ့်မယ်မလိမဆတော့မလုံနဲ့ဖွားတော်စာဤစကားကြောင့်တော်ရင်းနေသည်အနှဲငယ်ကြောင့်မိတယ်လို့ရှိသွားတယ်တို့တော့လေဒုံစာမပြည့်တိုင်းဥွှေပါမတိအောင်ယာရဲဘူသွား၍လက်ဖက်စီစံကလေးဖြင့်တင်မြောက်လိုက်လေသည်ဥွှေပါလည်းဘာသာရေးသမားတက်တက်ဖြစ်သောကြောင့်သူယုံကြည်အားကိုးရာဖရာတရားတန်ခါမှလဲ၍မိတိလူမျိုးနှင့်မိတိတကိုးရှင်ကိုများမကိုးကွယ်သောလူမျိုးပါ သို့သောဥရွှေပါကစိတ်ထားကောင်းပြီးနူးညံ့ရင်ကျေးသူဖြစ်၍ဤသို့သောပုဂ္ဂိုလ်များကိုမှမစော်ကားသလိုဤသည့်ဘာသာတရားကိုမျှလည်းမပုတ်ခတ်ပါအလုံးနှင့်တဟဇာတာမျှအောင်နေတတ်သူဖြစ်ယခုဥရွှေပါတို့လင်မယားယာအငားလုံနေသောယာကွက်သည်လွတ်လပ်ရေးမရမီ အင်္ဂလိပ်ခေတ်ကပင်ထူးခြားစံကျက်သောဖြစ်ရများရှိနေခဲ့ပြီးဤယာကွက်ကိုဤသူမှနှစ်ကုန်သည့်အထိမလောက်ကိုင်းနိုင်ကြသောကြောင့်ကိုသာဥရွှေပါတည်ခဲ့ပါယင် ဒီနေ့လဲကိုရီလက်တွေကြိုက်ခဲနာကျင်နေ၍ဥွှေပရွာတို့မတော်ပြပါအေးရထားပြီဆိုကြတဲ့ကကိုတောက်ကြ ကိုပါးစီကိုတောက်၍လင်းနေရင်ဇနီးဖြစ်သူတော်ရင်မြင့်ကယောက်ျားရင်းနှွေးပုပ်ကလေးတောက်ပြီးနားနေလိုက်လင်ဟုပြောကရင်းနှွေးဖြစ်ပြီလေသည်ထိုစဉ်ဥကန့်ထွေးရောက်လာပြီးအလိုဥွှေပနေမကောင်းမှုမှတ်တယ်ဘလို့ဖြစ်ရတာရောဗျာอืมဒီလိုပါပဲဗျာအသက်ကလေးကရလာတော့ငငယ်တုန်းကလောက်တော့မကောင်းဘူးပေါ့ဗျာ လာလာရင်းနှီးတော့အောင်ဒါနဲ့ဥကန်ထွေးရောလဲလဲမစင်ဘူးလားဥကန်ထွေးကရင်းနှီးတော့ရင်ကျုပ်သားအကြီးကောင်နဲ့တရင်ငါးကိုလှုပ်လိုက်ပြီမိုးကကြတော့မှဆိုတော့မြင်မြင်ပြီးမှဖြစ်မယ်ဗျအေးဗျာဥကန်ထွေးကိုကြတော့လဲကာသမီကလည်းအာကိုရငွေကလည်းတန်နိုင်တော့တရင်ငါးတွေဘိုင်းနဲ့လည်းထားနိုင်တော့အဆင်ပြေတာပေါ့ဟေးဟေးဟေးအားမငယ်စမ်းပါနဲ့ဗျာခမရဲ့အဖျားကဧည့်သည်ဖျားအတော့ကြဆိုရင်ကောင်းသွားမှာပဲကို ပါရမီမရှိ၍စိတ်ပြက်အားငယ်နေသောဥရွှေဘကိုနှစ်သိမ့်၍ဥကန်ထွေးကခံရမထကကဲဥရွှေဘကြီးကျုပ်ဆရာတော်အကြောင်းကိုတွားလိုက်အောင်ပဲဗျာဟုတ်ကဲ့ပါဗျာကျုပ်လည်းဆရာတော်စီကိုမရောက်တာအတော်ကြာနေပြီနောက်ရက်တွေကြာမှာပဲတွားရအောင်မယ်ထိုနေ့ကလည်းဥရွှေဘတရားဇာတဲ့တို့မရောက်လိုက်ပါဒီလိုနဲ့တနေဝင်၍တမိုးချုပ်ခဲ့ပေပြီမမကြခင်မိမိလည်းထွန်ရက်သည့်ကိစ္စတွေကိုအပီးတတ်နိုင်မှနှံကျဲပြီးထွန်နှုံးပိတ်နိုင်မှဖြစ်သည် စိတ်ထဲတွင် အိုးဘာပဲဖြစ်ဖြစ်အချိန်တိုင်ရင်တော့ပြီးသွားမှာပါဟုတွေးလိုက်မိသည်ဒွေမြင့်ကတော့နတင်းကုတ်ထဲတွင်နွားစာကျွေးနေသည်တာသမီမရှိတော့မိမိတို့မှာတယောက်နေမကောင်းရင်ကြံတယောက်မှာအိမ်မှုကိစ္စအလုပ်ကိစ္စနဲ့နွားတွေအတွက်ဂယုစရတာတွေနဲ့အတော့ကိုပင်ပန်းလာစေသည်ဆင်းရဲသောမိမိတို့၏ဘဝအခြေအနေကိုတေး၍ဥွှေပါသည်စိတ်သက်ကြလာပြီး အားငယ်တတ်သောသူမဟုတ်ပါဘဝကို ကျင်းနဲ့စွာနေတတ်သူမို့ဘယ်ရားမှသူအားစိတ်ငြိမ်အောင်မလုပ်နိုင်မီထို့ကြောင့်စိတ်အေးအေးပင်အိပ်ရာထဲလှည့်၍မျက်လုံးစုံမိတ်ကအိတ်လိုက်ပါတော့သည်ဥရှိပါနှင့်ဒေါ်ဤမင်းတို့လင်မယားသည်မိမိတို့လောက်ကင်နေသောယာခွက်နှင့်ပတ်သက်၍ထူးခြားစမ်းကြံမှုများကိုဇက်တိုက်ဆိုသလိုပင် ကိုတွေ့ကြုံခဲ့ရသေးသောအခါတနေ့တွင်ဥရှိပါယာထဲသို့သွား၍နိုင်ငင်းအားကြားပေါင်းလိုက်ရန်ထွက်လာခဲ့လေသည်ယာထဲသို့ရောက်သွားသောအခါဟမ် ငါနိုင်ငံနဲ့ဘသူကများလာနေတော့ပါလေမိဖို့ကတော့ညကမှမှွေးရတာလက်လက်ဆက်ဆက်ပဲရှာကင်းဤတောင်နာနားနေရန်အတွက်တဲငယ်လေးတစ်လုံးထိုးရလေရာထိုးတဲငယ်လေးတဲ့တွင်ဒူးနေသွားသည့်အရေးလက္ခဏာများကိုတွေ့ရလေတော့ကြောင့်အံအောမိသည်မိမိရာကင်းထဲတွင်ဘူးဖယုံတခွာအခြားစားပင်တိပင်များလည်းရှိရာဥရွှေပါသည်လက်ပတ်၍ကြည်လိုက်သည်အတိရွက်ဒီခူးရတဲ့အနေထားတော့မရှိဘူးတောကောင်ကြီးခြေရလက်ရကြီးလည်းတွေ့ရတာအများကြီးပဲ ဤကနမဟုတ်မှလွေရောတောဝက်ဒီဆင်းသက်တဲ့နဲ့တူတယ်။တကူတဲ့ဟိုတွေးဒီတွေးရှိနေစဉ်ဥကန်တွေးနဲ့သူ၏အလုသမားပေါက်ကြီးတို့သည်မိမိ၏ယာကင်းဘက်စီသို့ရောက်လာကြပြီးဥကန်တွေးကဥရွှေပါရဲ့နန်းနာနေနေတဲ့လောက်ပေါင်းများညကလည်းခမတညာလုံးအိတ်ရတာမဟုတ်ပဲနဲ့အခုလည်းစောကြီးယာတဲ့ကိုလာရတာပင်မန်းလာပါလေဗျာ။ဟူဆိုကသူ့ရင်ပါသောရင်သွေးဘူးနဲ့ခညက်ခဲတို့ကိုထုတ်၍တပင်ရိတ်တွင်ဝင်ထိုင်လိုက်ကြသည် ဦးရွှေပါလည်းအနားတွင်ဝင်ထိုင်ရင်းချွေးများကိုတုပ်လိုက်ပြီးအေးကြီးကဝါပါတယ်ဗျာကို့အိမ်မှာကိုကောင်းကောင်းအေးရတာပဲဟာဦးကန်ထွေးကပြုံးရင်းခမားကတော့လှုပ်ပြီးညာလုံးကခမားတဲတဲမှာတညာလုံးမီးပို့ပြီးရှိတယ်လို့ပေါက်ကြီးကပြောတယ်ဗျဦးရွှေပါကခေါင်းကို တွင်တွင်ရမ်းခါ၍ဟာပေါက်ပေါက်ချာချာဗျာညာလုံးကကြုတ်ရားတဲကိုမလာပါဘူးအိမ်မှာပဲနေမကောင်းတလို့ဖြစ်နေလို့နားနေပြီးအခုမှတ်မှရားတဲကိုလာခဲ့တာဟုတ်ဦးရွှေပါက ပြောရအောင် ဥွှေပါစကားကိုကြားလိုက်ရတော့ကဥက္ကံထွေးနဲ့တုတ်တပဲ့ပေါက်ကြီးတို့မှဥွှေပါအားထူးဆန်းစွာကြည်နေကြတော့ကြောင့်ဥွှေပါလည်းနားမလဲစွာဖြင့်ပြန်ကြည့်နေမိဥက္ကံထွေးကပေါက်ကြီးကိုကြည်လိုက်၏ပေါက်ကြီးကခေါင်းကုပ်လျက်ညာတော့ကျွန်တော်လည်းအပေါ့ထသွားတော့ဥလေးတို့ဒီထဲထဲမှာမိဖို့ပြီးစကားတွေပြောနေကြတာမြင်လိုက်ရလို့ဥလေးဥွှေပါနဲ့သူ့အဖို့ရှိမှာပဲဆိုပြီးတွေးလိုက်တည်တယ်ဥွှေပါကငါပါလို့မင်းကပါလို့အတိအကျပြောနိုင်ရတယ်ကွာဟိုဟိုကျွန်တော်ကတင်းနှိုးရင်ဗိုက်စားတယ်လို့ ဦးလေးစီမှာဘာများစားသည့်ဟာရှိမလဲဆိုပြီး DJ ဘက်ကိုလာတော့ဦးလေးနဲ့လူကြီးနှစ်ယောက်မိလုံရင်စကားတွေပြောနေကြတာတွေ့ရတယ်။ကျွန်တော်ဒီနားရောက်မှမိကငြိမ်းသွားတော့ဦးလေးတို့အဲ့ရဝင်ကြတာပဲလို့ထင်ပြီးကျွန်တော်လည်းကိုယ့်တယ်ကိုကိုပြန်လှည့်လာခဲ့တာ။ပေါက်ကြီးစကားဆုံးတော့ဦးကန်ထွေးက"ကဲကိုရှိပါခမားလေတနေ့တလေလေးအနားလေးပါလေယူအောင်လေ။မင်းမအိမ်ညမအိမ်နဲ့ကြာရင်လူလဲကြောင်တောင်ဖြစ်နေအောင်မယ်။ကဲကဲကဲကျုပ်တို့တော့ပြန်တော့မယ်ခမားရောမပြန်သေးဘူးလား။"အော်အင်း ကျုပ်မပြန်သေးပါဘူးဗျာဥကန်တွေ့တော့အရင်ပြန်နေကြပါကျုပ်ခရိုးတန်းတွေကိုပတ်ကြည့်လိုက်အောင်မယ်ဥကန်တွေ့တော့ဆရာတွေထပြန်သွားလေတော့ဥရှိပါလဲရာကိုတပတ်လှဲ့လေ၍စစ်ဆေးလိုက်ပြီอืมတော့ဘတ်ဒီစင်ပုံပေါ်ရင်ဇာရဲ့ခြံစည်းရောကလည်းဒီလောက်တောင်ကျင်နေမှာတော့ငါလည်းအကုန်လုံးလုံကြုံအောင်ဘယ်လိုလုပ်နိုင်မှာမလဲอืมတော့ဘတ်ဒီဖြက်စီလို့ငါအပင်နေဘာမှကြံတော့မှာမဟုတ်ဘူးအိုးဘယ်တက်နိုင်မလဲကန်တရားအတိုင်းပေါ့ငါနဲ့ထိုက်တဲ့လောက်တော့ငါရမှာပဲ ထို့နောက်ဥဆွေပါသည်ယာတဲမှပြန်လာခဲ့လေသည်အိမ်သို့ရောက်သောအခါမိမကြီးညကငါဗမာအိတ်တာလဲကွဥဆွေပါကြီးစကားကြောင့်ဒေါ်အင်းမြင့်ကမျက်ဆောင်ထိုး၍ဟောအကျုံနဲ့မအိတ်လို့ဘယ်မရင်ငယ်ရှိသေးလို့ရောကဲဒါဆိုရင်လဲညကယာတဲထဲမှာအိတ်တာဘသူတုံးဟုတွေးလျက်ညအိယာဝင်ရင်တွင်ဒေါ်အင်းမြင့်သည်ဖျားပန်းနှင့်တောက်တော်ကြီးလဲနေသည်ကိုဥဆွေပါသည်ဘေးတွင်အသာရပင်ထိုင်၍ကြည်နေဒွေမြင့်ကဖះเจ้าဆောင်တန်ရှင်ရင် တော်မိတ်သေးဘူးလားမနေ့ကျတော့လေဂျားလေးတော့အောင်မယ်မဟုတ်လားဦးရွှေပါသည်စေးလေးဖွာလျင်အိတ်မယ်ဆိုလေအိတ်မပြောတော့ပါဘူးကွာဩကိုရွှေပါရဲ့အိတ်မပြောတော့အောင်တော့မှဘာတွေများဒီလောက်ထိတွေးကြရရှိနေလို့လဲဦးရွှေပါသည်ဒိုးအင်းမြာပြောတဲ့မပြောတဲ့စဉ်းစားနေဒိုးအင်းမြာလည်းဖျားဝတ်ပြူရာမှပြန်ထရင်နေပါဦးကွာမင်းကအိတ်တော့မှလားမဟုတ်ပါဘူးတော့အဲ့ရပြင်မလို့ပါတော့ကြည့်ရတာတခုခုဖြစ်နေတယ်လို့ပဲတော့ဘာဖြစ်နေရလဲ ဦးရွှေပါကရှေ့ကိုလက်ညှိုးထိုးပြရင်ဒီမှာထိုင်အောင်ကငါမင်းကိုပြောစရာရှိလို့။ဘာများလဲဟုသောအကြည့်ဖြင့်ဒေါ်အင်းရဲ့အသားပင်ထိုင်လိုက်သည်။ဦးရွှေပါကမှန်မီးအိမ်ကို အလင်းရောင်ရရှိစေရန်မိစာကိုမြှင့်လိုက်ပြီးငါတို့အခုလုံနေတဲ့ဒေါ်ဦးစာရဲ့ရှားအကွက်မှာတခုခုတော့ရှိနေတယ်ကွ။ဒေါ်အင်းကငြိမ်သက်စွာနားထောင်နေ။မမြင်နိုင်တဲ့အရာတခုခုငါတို့နဲ့အနီးကဆက်ဆက်မှုရှိနေတယ်လို့ငါခံစားနေရတယ်။ဒေါ်အင်းမြင့်ဒီ ခင်မွန်စကားကိုနားထောင်ပြီးတွေ့တွေ့ဆဆဖြင့်ဖြစ်နိုင်ပါတယ်ကြောက်ရင်ပြောမယ်တော့နောက်မှပြောဒေါင်းမြင့်စကားကြောင့်ဥွှေပါလဲအံအားတင့်စွာကြည်ရင်မင်းလည်းတခုခုတော့တိနေပြီထင်တယ်ကဲပြောပါလဲကွာကြောက်အိမ်မက်မက်တာ၃လေးကရှိပြီတော့ဟာဒီမိမအိမ်မက်မက်တာလူနဲ့ကနကနမက်တာပဲကွာအဆန်လားကွာမင်းနဲ့ဒေါင်းမြင့်ကတင်ကြင်စွာဖြင့် လူတိုင်းအိမ်မက်ခဏခဏမက်တာမဆမ်းပေမဲ့ကျုံမက်တဲ့အိမ်မက်ကမပြီးသားအိမ်မက်ကိုထက်ခထက်ခတပုံစံနဲ့မက်တာတော့ဟေးမင်းဥစ္စာကအဆမ်းပါလားကွအဲ့ဒါကြောင့်ပြောတာဗောကဲဒါဆိုရင်လဲမင်းမက်တဲ့အိမ်မက်အကြောင်းပြောရမှာဟုတ်တွင်းမြင့်ဒီယောက်ျားဖြစ်သူဥွှေပါကြည်၍နောက်ပြီးမှတော်မယုံမှုဆိုပြီးတော်ပြောတောင်ပြောတော့မပြောနဲ့နော်ဥွှေပါကစေးလိတ်ခွာလင်းအေးပါကွာမင်းပြောမှသာပြောရမှာ ျုပ်အိမ်မှာတည်းမှာညနာစင်တူနဲ့လူကြီးမြောက်ကကျုပ်တို့အိမ်ရှိကနေပြီးကျုပ်ကိုလိုက်ရလှမ်းခေါ်လို့ကျုပ်လဲသွားပြီးဘာကိစ္စရှိလို့လဲလို့မေးလိုက်တော့သူတို့ကပြောတယ်တော့ဘာပြောလဲကွာဦးရွှေဘာကတိကျင်စိတ်ဖြင့်မေးလိုက်อืมပါတယ်ဩငါတို့ကအခုနင်းတို့လောက်ကိုင်းနေတဲ့ယာမီထဲမှာနေကြတာတဲ့ငါတို့အတွက်နေရာတိတက်လုပ်ပေးပြီးဗိမ္မာတစ်ခုစောက်ပေးပါတဲ့အေးနောက်ပြီးတော့ကျုပ်တို့ကိုလည်းစောင့်ရှောက်ပါမယ်လို့လည်းပြောသွားတာပဲ အဲ့လိုမျိုးပဲ၃လရက်ဆက်တိုက်တောင်အိမ်မက်မက်တာမထူးဆန်းဘူးလားခုရှိပါသည်ဇနီးတဲ့ဒေါ်အင်းကြီးစကားကိုနားထောင်ပြီးအေးအခုမှတော့လဲမထူးတော့ပါဘူးကွာငါတို့ကလည်းဒီຢာကွက်ကိုစပြီးလောက်ကင်နေမိတာကိုနောက်၃လရက်လောက်နှံ့လဲရိတ်ကြတော့မင်းလုံးပင်လုံးထိုက်တာတော့သုံးရမှာပေါ့ကွာဒေါ်အင်းကတော်လဲတစ်ခုခုတော့ထူးကြတာတွေ့နေပြီမဟုတ်လားခုရှိပါကဘာမှမပြောပဲစိတ်လိတ်ခွာနေဒေါ်အင်းကပင်ပြောစမ်းမှာတော့ကြုံမကြောက်တတ်ပါဘူးသိကျင်လို့ပါ ဆိုတင်မိနေသောကြောင့်ဥွှေပါလဲຢာထဲမှာအကြောင်းများကို ပြောပြလိုက်ထိုကားတော်ရင်ငါအင်းຢာခွက်ညီထဲမှာကျုပ်တို့ကိုတကယ်ကူညီပြီးစောင့်ရှောက်နေတဲ့ပုံကိုယ်တွေရှိတာတော့အမှန်ပဲကိုဥွှေပါကတော့ရင်းနှွေးငှဲ့လိုက်ရင်သူတို့တောင်းဆိုတာကိုလုပ်ပေးရမှာပေါ့လေဒီလောက်ကတော့လေအပတ်မကြည့်ပါဘူးဥပြောဆိုကရင်းနှွေးကိုအရသာခံ၍တောင်းနေလိုက်လေတော့တင် ်ဦးစွေပါသည်နောက်တနေ့မနေ့အစောကြီးထား၍ယာရဲသို့သွားကယာယီအရှိတောင်တောက်တွင်ရှိနေသောသစ်ပင်ကြီးအောက်တွင်အဆောက်အုံငယ်တစ်ခုကိုစောက်လုထားရှိလိုက်ပြီးနောက်ဆိုင်ရာပိုင်ရာပုဂ္ဂိုလ်များနှင့်မြင်အပ်မမြင်အပ်ပုဂ္ဂိုလ်များကျုပ်ရဲ့ဂရီတိုင်းဗိမ္မာန်ကိုစောက်လုလှူဒန်းပြီးပြီဖြစ်၍ဒီနေ့ဒီချိန်ကစပြီးအီယာမြင်နှင့်တကွကျုပ်တို့မိသားစုကိုစောင့်ရှောက်ကြပါဗျာစောင့်ရှောက်ကြပါ ိုနေ့မှစ၍ဥရွှေပါဒေါ်ယင်းမြင့်တို့သည်တနင်္လုံးမှပြောစမှတ်ပြုပါလောက်အောင် စီးပွားရေးအခြေအနေမှာတရရိပ်တက်နေပြီးသူတို့၏ယာထဲမှာပဲပြောင်းနှံ့နှင့်မိတိစားပင်သီးပင်မဆိုးအလေးလွတ်မရှိပဲသူတစ်ပါးထက်ပို၍ရှားကြလေပြီသူ၏ယာထဲမှာစားပင်သီးပင်တို့မှလည်းတောဒရိတ်ဆန်မဆိုးရာနှင့်လူရောင်ခိုးယူ၍မရပါ တချို့သောသူများသည်မယုံကြည်၍ဥွှေ့ပါရာထဲမှတခုခုကိုရအောင်ခိုးမိဟုကြံစီတော်လဲရာကင်းအဆက်မှာပင်အီယာမကြီးမားလာသောငွေကြီးများကိုတွေ့ရ၍ပြန်ပြေးကြရလေသည်နေဘက်သို့သွား၍မဟုတ်တာလုပ်ရင်ငွေကြီးများတောဝက်ကြီးများနှင့် တွေ့ကြရသလိုညဘက်သွားရင်လူတုပ်ကြီးနှင့်တွေ့ရ၍ရိုက်ပုတ်ခြင်းထုနှက်ခြင်းများခံကြရလေသည်ကောင်းမွန်စွာသွားလာလောက်ကင်မှာက၎င်းရာကွက်အတင်းရှိအစိတ်ရှိသောပွဲစိတ်ပင် မကြိုက်ပင် ဤဖြစ်ပြများအလုံးတို့အားမန်းလေးမြို့ရွှေမောင်နှမဆက်ဖွဲ့မှဆိုင်းစီယာဦးမြသိန်းတက်ကဲချေရွာမှပြောပြခြင်းကိုတဆင့်ဖောက်တဲချလိုက်ရခြင်းဖြစ်ပါသည်မန်းလေးတိုင်းဇေယတိတိမြို့နှင့်ကြည်တောင်အုပ်စုမွန်းတဲ့ကွင်ရွာ1330ခုနှစ်ကကဥွှေပါဤကိုတွေ့ကြုံရမှုများဖြစ်ပါသည်ဥွှေပါဒီလူစီဘလူစီကြက်စီစသည်ဖြင့်ကိုကိုကိုကလေးစားကိုကိုသူကလေးစားစသည်ဖြင့်ကိုစီကိုကန်းဖြင့်နေတိုင်းသည်ဖြင့် နောက်ထပ်ပင်ရာကွက်များကိုဝယ်ယူနိုင်ပြီးဖျားသည့်ကြောင်းဆောင်ရေကန်တူစသည်ဖြင့်အလူရေဆက်လက်နဲ့မကွာယနေ့တက်တိုင်အောင်အသက်ရှင်နေတိုင်းရဲ့ရှိပါကြောင်းတပ်ပီအိဋ္ဌစပင်ခါယဇလန်လေးကတော့အီနီယာမှာပဲပြီးဆုံးသွားပြီဖြစ်ပါခင်ဗျာယခုဇလန်လေးကိုရေးသားသူစာရေးသူဝင်းခိုင်မကွေးကိုလည်းကာရဝပြုကျေးဇူးတင်ရှိရသလိုဇလန်လေးကိုပြီးဆုံးသည့်ကြီးနားဆင်ပေးသူအပေါင်းကိုလည်းအထူးပဲကျေးဇူးတင်ရှိရပါခင်ဗျာ